MSP တော့စောက်ရောင်းပြီးတိုင်းကျွန်တော်တို့ကပြန်လှူတာဗောနော်ရတဲ့ငွေတွေကိုအဲ့တော့ရောင်းတိုင်းငွေကလည်းဟိုတိန်းတထောင်လောက်တော့ရှိပြီကျွန်တော်ကလေးအယောက်900ဆိုကျွန်တော်ထူပေးနိုင်တယ်ဗောနော် MSP ဟာပုံမှန်အဖြစ်တော့ကျွန်တော်တို့ဟိုစောင်းမိတ်ဆက်ပွဲတွေစောင်းဆိုင်တွေမှာလုပ်ဖြစ်တယ်အဲဒီတစ်ခါတော့နည်းနည်းထူးထူးခြားခြားလေးဖြစ်သွားအောင်လို့ကျွန်တော်ဒီဒီစောင်းမိတ်ဆက်ပွဲတဲ့ဂုံမဲပစံတွေကိုကျွန်တော်တို့ကဒီဒီဘုံမျိုးသမီးဆေးဝင်မှာပဲအဲ့လိုပေါ့ စာအုပ်မိတ်ဆက်ရေးနဲ့ကျွန်တော်လှူလိုက်ဖို့စဉ်းစားတာပေါ့နော်အရင်ကတော့ကျွန်တော်စာအုပ်ပထမ3ဟုတ်ထွက်ထားပြီးသားဟုတ်ကဲ့ PCL လပြေပေါ့အဲ့3ဟုတ်လောကတော့ကျွန်တော်စာအုပ်ရောင်းပြီးတိုင်းကျွန်တော်ကပြန်လှူတာပေါ့နော်ရတဲ့ငွေတွေကိုအဲ့3ဟုတ်ရောင်းတိုင်းငွေကလည်းဟိုတိန်း1000လောက်တော့ရှိပြီကျွန်တော်ကလေးအယောက်900ဆိုတော့ကျွန်တော်လှူပေးနိုင်တယ်ပေါ့နော်အခုဒီတစ်ခေါက်ကျတော့ဟိုကဒီတစ်ခေါက်ကျတော့ဒါစီးပွားရေးအကြောင်းရေးထားတဲ့စာအုပ်ကျွန်တော်ကဒီလိုဖြတ်တန်းခဲ့တဲ့အကြောင်းတွေပေါ့နော်အဲ့တော့ကျတော့ဒီတော့ဒီတော့မှကျတော့ ဟိုဟိုရောင်းမိမှမလို့တော့အရင်ကျွန်တော်လည်းအလုပ်တွေအဆင်ပြေနေတော့အရင်လှူလိုက်မယ်လှူပြီးမှကျွန်တော်ကျွန်တော်အမျက်တွေကိုအရင်စိုက်ထားတဲ့သဘောပဲအဲ့တော့လူတွေဆော့ဆော့ရသွားတာပေါ့ဗျာအဲအဲ့ UI ချက်လေးနဲ့ကျွန်တော်ဒီမှာဘယ်မှာလှူမလဲဆိုတော့ကျွန်တော်ဈေးုံနေလိုက်ဆောင်နေတော့ကျွန်တော်ဒီလာနေကြဒီဟိုဒီဂျမခဏမှာပဲလာပြီးတော့အဲဆောက်လေးမိတ်ဆက်ရင်းနဲ့ကျွန်တော်ဒီကျွန်တော်အားပေးရသူချီရသူတို့နဲ့ကျွန်တော်အတူတူပေါ့နော်ဒီစေုံမှာလက်တော်ကျွန်တော်စီးရင်ရတာအဲလူနာနဲ့ကလေးအားလုံးပေါင်း250လောက်ရှိရဲ့ အော်ဒီတရုံလုံးဆေးရုံတရုံလုံးစာအယောက်250စာကိုကျွန်တော်ဒီနေ့တယောက်တစ်ပိန်းလုံးနဲ့အဲဒါပြင်သွားလူပေးမှာပါဗျာဟုတ်ရှေ့စာအုပ်တွေအများစုကတော့ကျွန်တော်ဒီကျွန်တော် online အနေစာလေးတွေကိုကျွန်တော်ပြန်ပြန်စုပြီးတော့ထုတ်တာပါเนาะဒီတော့ကြတော့ online အနေပြန်စုထားတာဟိုလောက်၃-၄ပုံပဲပါတယ်ကျွန်내ဟာအကုန်လုံးကကျွန်တော် line ပေါ်မှာမရေးတဲ့မတင်တဲ့ဟာတွေပေါ့เนาะကျွန်တော်ဒီစာအုပ်အတွက်တက်တက်ကိုပဲတေချာအားထည့်ထားတယ်ဘာလို့လဲဆိုတော့ ဒီကာလအားလုံးအဆင်မပြေတဲ့ကာလလေအဲ့ဒါကြီးကိုကျွန်တော်ကျွန်တော်စာအုပ်ကဟိုဒုက္ခရောက်ခဲ့တဲ့အကြောင်းတွေအခြေသုံးအောင်ပါပြီးပြီအဲ့ဒီတုံးမှာကျွန်တော်ဒုက္ခရောက်တဲ့အကြောင်းမဟုတ်တော့ဘူးဘလို့လုတ်ပြီးအဆင်ပြန်ပြေလာလဲဆိုတဲ့အကြောင်းတွေရေးထားတယ်စီးပွားရေးစီးပွားရေးအတွေးအမြင်တွေရှိတယ်ပြီးတော့ဟိုအယောင်းဝယ်မှာစကားပြောပုံဆိုပုံစိတ်နေစိတ်ဓာတ်အဲ့ဒါတွေကိုရေးပေးထားတယ်ကျွန်တော် grand letter တွေကိုကျင့်သုံးရင်းနဲ့ကျွန်တော်ပြီးခဲ့တဲ့နှစ်တည်းမှာအဲဟိုပါဘောငွေတော်တော်များများကျွန်တော်ရှာနိုင်ခဲ့တယ် ရှာနိုင်ခဲ့တဲ့အကြောင်းလေးကိုကျွန်တော်ဒါဟိုဟိုဆရာကြီးတွေအတွက်မဟုတ်ပါဘူးကျွန်တော်လိုပဲဟိုအရင်းနှီးမရှိတဲ့ဘဝနေစပြီးတက်လာမဲ့လူငယ်တွေစိတ်တက်ကြနေတဲ့လူငယ်တွေတုံညာနေပြန်ဆမဲ့သူတွေအတွက်ဒါစီးပွားရေးစားလို့ရင်စိတ်ထားကိုဘယ်လိုထားရမလဲဆိုတဲ့အကြောင်းလေးကိုရေးပေးပြတဲ့ဒီစာအုပ်လေးဖြစ်ပါရဲ့ဗျအဲ့တော့ကျွန်တော်တေချာဒီ daily ဒီထဲမှာတော့ရေးပေးထားပါတယ်ကျွန်တော်သိသလောက်ပေါ့နော်ဟုတ်ဝေဖန်မှုကတော့မျိုးစုံပေါ့ပြီးတော့ဒီကာလမှာမတင်ကျင်တော့လည်းအဆင်ပြေတဲ့အကြောင်းပဲလေနော်ကျွန်တော်လည်းအဲ့ဒါကြောင့်ကျွန်တော်မြင်နေပြောပါကျွန်တော် အဆင်မပြေကျွန်တော်အဆင်မပြေခဲ့တဲ့အကြောင်းတွေဖတ်ချင်စာအုပ်သုံးရှိတယ်ရှေ့မှာအဲ့ဒါဖတ်လို့ရတယ်ဒီတော့ကကျတော့အဆင်မပြေတာကနေပြီးတော့ပြေလာတဲ့အကြောင်းကိုရေးတာဖြစ်တဲ့အတွက်တချို့တော့လည်းမျက်စိစပယ်မွေးစူးတရာဖြစ်မယ်ဒါပေမဲ့ဟိုဒီလိုစာအုပ်မျိုးပါဗျာကျွန်တော်ပြောတာဟိုကျွန်တော်တော့ဖတ်ကြည့်ရတော့ဒီထဲမှာတော့ဟိုတိတ်မတွေ့ဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်အတွေ့အကြုံပဲကျွန်တော်ရေးရကျွန်တော်စာအုပ်တွေဖတ်ပြီးတော့ဟိုအွန်လိုင်းအကြောင်းတွေပဲကျွန်တော်ရှောက်ရေးရမှာမဟုတ်ကျွန်တော်ကိုယ်တိုင်ဒီရောင်းဝယ်လုပ်ခဲ့တဲ့ဘယ်ရောင်းဝယ်မှာကျွန်တော်သိန်းရာခဏန်းဆုံးရှုံးတယ်ဘယ်ရောင်းဝယ်မှာကျွန်တော်သိန်းထောင်ခဏန်းမြတ်တယ် အဲ့အဲ့အကြောင်းတွေကျွန်တော်ဟိုအသေးစိတ်လေးရေးပေးရပဲဟုတ်ပေါ့ဒီအကြောင်းတွေကကျွန်တော်မပြောပြရင်တချို့ဒီကျွန်တော်ညီညီမတွေကျွန်တော်သိမှာမဟုတ်ဘူးကျွန်တော်မန်နေဂျာလောက်ပဲသိမှာဘာလို့ဆိုတော့ကျွန်တော်ရောင်းဝယ်လုပ်ပုံကသူပဲသိရအောင်ဒါပေမဲ့ဒီလိုရေးပေးခြင်းအပြင်တချို့အတွက်အကျိုးရှိနေမယ်ဗျာဘာလို့ဆိုတော့ ကျွန်တော်လည်းရန်ဒီလိုပြောပြခဲ့တဲ့သူမရှိဘူးမရှိရတဲ့ကျွန်တော်စမ်းတွားွားနဲ့ဟိုလူကလိန်လိုက်ဒီလူကလိန်လိုက်မျိုးစုံလိန်ခံပြီးတော့တိုင်နေပတ်ခဲ့ရတဲ့ဖြစ်တဲ့အတွက်ဒီဆောင်မှာကျတော့ကျွန်တော်တို့ကအဲဒီလိုမျိုးစုံရင်တော့အလိန်ခံရနိုင်တယ်နော်ဒါပေမဲ့အလိန်မခံအောင်ဒီလိုလေးလို့ကျွန်တော်စင်တော့ရောင်းဝယ်မှာဒီလိုလေးစကားပြောရဲဆိုတဲ့ဟာလေးကိုဗျာရိုးချင်းချင်းလေးပဲဟိုလူတယောက်ချင်းမှာကျွန်တော်ဟို ကိုအလောက်ကန်လေးတွေကိုပြောပြတဲ့သဘောလောက်ပါပဲဟိုလိုဒီအခုတက်ဒီလေတထေးကြီးဖြစ်နေလားဆိုမချမ်းသာပါဘူးဒါပေမဲ့ကျွန်တော်အဆင်ပြေပါတယ်အဲကျွန်တော်အဆင်မပြေတဲ့ဘဝနေအဆင်ပြေလာတဲ့ဘဝရောက်ဖို့အတွက်ကိုဘလို့လေးရောင်းဝယ်လေးစကားပြောဖို့ဆိုဖို့စိတ်နေစိတ်ထားလေးရှိတယ်ဘလို့လှူတန်းခဲ့ရဆိုတာလေးလေအဲအဲ့ဒါလေးရေးပေးထားပါဘောနော်အဲတိတိလေးပါပဲဟုတ်အများစုကတော့ကျွန်တော်ရှေ့သုံးဖတ်တဲ့သူများစုကကျွန်တော်တို့လိုပဲပေါ့နော်စိတ်တကြစိတ်ပြက်ပြီးတော့အဲ့လိုလမ်းပြောင်းနေတဲ့လူငယ်များဒီကာလကလည်းအလုံးအတွက်ခက်ခဲလေ အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တိုင်ပတ်ပြီးတော့ဒုက္ခရရောက်ကိုကိုတတ်တည်ဖို့ထိကြံပြီးတော့မှအဲပြန်အဆင်ပြေလာရဲ့အကြောင်းကျွန်တော် hope လေးမှရေးတယ်ပြီးတော့မှနောက်ထပ် peace ဆိုတဲ့စာအုပ်လေးရထွက်တော့အဲ hope ပြီးတတ်တည်ခြင်းနဲ့အဆင်ရနေကြော်လွန်သွားပြီးတော့မှစိတ်ငြိမ်းချမ်းမှုနဲ့ဘဝကိုဘယ်လိုပြန်ဆောက်မလဲဆိုတာ peace ဆိုတဲ့စာအုပ်ထဲမှာပါတယ် love ကကြတော့နောက်တစ်ဆင့်ပေါ့နော်အဲ့ဒါကြတော့ဟိုအချစ်ကြောင်းရေးထားမှာဟိုချစ်ချင်းမေတ္တာပေါ့နော် လူတယောက်ကိုယ့်ကိုယ်ရင်ချစ်ဖို့အဓိကရေးပေးထားတဲ့စာကိုကိုယ့်ကိုယ်ချစ်ပြီးမှသူများကိုချစ်ဖို့ဆိုတဲ့အကြောင်းကိုရေးပေးထားတာ love ပေါ့အဲနောက်ဆုံးဒီ trust ကကြတော့စီးပွားရေးအဆင့်ကိုသွားပြီးတဆင်ချင်းဒီပေါ်တော့ကျွန်တော်စာအုပ်ကအဲအဲ trust ကတော့ဒီလိုပဲစီးပွားရေးကိုဘယ်လိုလုပ်ရမလဲဘယ်လိုဘယ်လိုအဆင်ပြေအောင်စိတ်နေစိတ်ဓာတ်ဘယ်လိုထားမယ်ဆိုရဲရေးတဲ့စာအုပ်ပြနောက်နေ့ကတော့ success ဆိုတဲ့စာအုပ်လေးထွက်မယ်အောင်မြင်ခြင်းကြောင့်ပေါ့နော်အဲကျွန်တော်တဆင်ချင်းဒီသွားပါတနေ့တော့ပဲထွက်ပါလေဟုတ်တိုက်တဲ့ကတော့စိတ်တက်ကြနေတဲ့သူတွေအတွက်က hope ဒါကတော့ first step ပေါ့နော် အဲဟုတ်ပြီပါလို့အဲစိတ်တက်မကြတော့ဘူးငါဘွားပြန်စားရမယ်ဆိုအဲ peace တဲမှာအဲကိုယ့်အတွက်ငြိမ်းချမ်းမှုရင်ရှားရမယ်အဲတဲမှာစီးပွားရေးလုပ်ပုံကိုင်ပုံလေးတချို့ပါမယ်စိတ်နေစိတ်သားလေးပါမယ်ပြီးတော့မှ love အဲအဲ့အဆင့်ကိုကြော်သွားမှကျွန်တော် love ဆိုတာကိုယ့်ကိုချစ်ဖို့ပြီးမှသူများကိုချစ်ဖို့အဲနောက်ဆုံးအဆင့်က trust ဒီ trust ဒီစောက်ကကြောင့်ယုံကြည်မှုရှိမှစီးပွားရေးမှာပို့ပြီးတော့အောင်မြင်နိုင်တယ်အဲ့တော့ကျွန်တော် grand နဲ့ဒါရေးကျင့်သုံးခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မှတ်တမ်းလေးအနေနဲ့ပဲရေးထားပါ အဲ့တချို့တော့လည်းသုံးဝင်မယ်လို့ထင်ပါတယ်ကြာဟုတ်ကဲ့အဓိကကတော့ကျွန်တော်ဇာရေးဆရာမဟုတ်ဘူးကျွန်တော်ကအတွေ့အကြုံ just sharing လုပ်ပေးတဲ့သဘောပဲကျွန်တော်လည်း credit ဘာမှမဟုတ်သေးပါဘူးဟိုကျွန်တော်ဆာလုံးပေါင်းနေတော့မားလို့ဝိုင်းပြီးပြင်ပေးနေရသူအများကြီးပဲအဲ့တော့ပြင်လဲပြင်ပေးရလို့တော့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်းပြန်ပြီးတော့ဟိုတေချာမမအောင်လို့တော့အဓိက give site နေပါတယ် တော့စာရေးကြံမဟုတ်တဲ့အတွက်တချို့အမားလေးရှိရဲကျွန်တော်စိတ်နေစိတ်ထားလည်းစာရေးကြံရေလို့လို့မြင့်မြတ်တဲ့စိတ်နေစိတ်ထားမရှိဘူးကျွန်တော်ကိုယ်ကလည်းမကောင်းမကောင်းပေမဲ့လည်းကျွန်တော်တက်နိုင်တော့ကျွန်တော်ကျွန်တော်တက်နိုင်တဲ့ဟာလေးထိန်းနေပေါ့နော်အဲ့တော့စာရေးကြံမဟုတ်တဲ့လူတယောက်ရေးတဲ့ဖြစ်တဲ့အတွက်နည်းနည်းဟိုပြောဆိုမပြေပြစ်တာလေးလည်းရှိပါမယ်အပြီးတော့ပြီးတော့ကျွန်တော်စာရေးကြံမဟုတ်တဲ့အတွက်စာလုံးတွေကိုလို့ခြေတပြီးမရေးတတ်ဘူး ျွန်တော်ဒဲပဲရေးတယ်။ဘာလုပ်တယ်ဘာလုပ်တယ်ဘယ်လောက်တုံးတယ်ဘယ်လိုဆုံးရှုံးတယ်ဟိုစကားပြောရင်လည်းဒဲဆိုတော့ဗျာကျွန်တော်နားလည်တဲ့လောက်လေးရေးထားတာပေါ့နော်အဲ့တော့ကြောက်တချို့လူတွေအတွက်တော့အဆင်ပြေတယ်တချို့လူတွေအတွက်တော့အလိုဖွင့်နယ်ပြီးရေးထားမှဖြစ်တဲ့အတွက်အဆင်မပြေရလေးလည်းရှိပါမယ်အားလေးလည်းတောင်းပန်ပါရစေဗျာဟုတ်အဲ့တော့အခုနောက်ပိုင်းကိုစားချင်တာတွေကိုပြေချင်တာတွေဈေးမကြည့်ဘဲနဲ့ဝယ်နိုင်နေပြီလားဗျာဝယ်နိုင်တော့အေးကဲဘယ်လိုရည်ရည်ပြပါရည်ဗျာဟိုကျွန်တော်တို့ကကျွန်တော်ကဟိုသူများရေလို့အရန်ဟိုဘလို့ဒီမှာကြည်ကြည်မမမရှိဘူးကျွန်တော်မှာ ကျွန်တော်စားကျင်တာစားမယ်ကျွန်တော်သွားကျင်တဲ့နေရာသွားမယ်ကျွန်တော် H A ရောထားကျင်တဲ့အချိန်အိပ်မယ်ထထမယ်ပေါ့နော်အဲ့အဲ့လေးဖြစ်ရင်ကျွန်တော်တို့ပြည့်စုံတယ်အဲနောက်တစ်ဆင့်နောက် level တခုကကျွန်တော်မှပိုရှန်ရင်ခက်ခဲတဲ့သူတွေကျွန်တော်မျှဝေခြင်းတယ်အခုဆိုကျွန်တော်ကမချမ်းသာဘူးဒါပေမဲ့ကျွန်တော်စိတ်ချမ်းသာတယ်ကျွန်တော်ကျန်းမာရေးရချမ်းသာတယ်အဲအဲ့လိုပေါ့နော်စိတ်ပိုင်းဆိုင်ရာတော့ကျွန်တော်ရန်ဟိုအဆင်ပြေပါတယ်ဟောဒီကလိုင်းမှာအဆင်မပြေတဲ့လူကြီးကြားရမှာကိုယ်အဆင်ပြေနေရတဲ့ဒါဟိုဟိုဘယ်လိုပြောမလဲဘာကြွားစရာတော့မဟုတ်ဘူးဒါပေမဲ့ အားလုံးကတော့အဆင်မပြေကြရချင်းအတူတူကျွန်တော်ကအဆင်ပြေအဆင်မပြေမှုအ ਨੇ ဆုံးဖြစ်အောင်တော့နေထိုင်ရတာပေါ့ဗျာအဲ့အဲ့လောက်ပါပဲဗျာတော့စူးစမ်းဖို့ကတော့လိုတယ်အဓိကကဒီခေတ်ကြီးမှာဟိုကျွန်တော်ရင်းနေကြတယ်လို့ပဲပေါ့နော်ဒီခေတ်ကြီးမှာလေဟိုတထေးကြီးဖြစ်ဖို့ဘာဖြစ်ဖို့ညာဖြစ်ဖို့ဆိုရတဲ့လေမပြည့်စည်အောင်နေနိုင်ရင်ပဲတော်တော်အောင်မြင်နေပြီလို့ကျွန်တော်ပြောချင်တယ်ပေါ့ဘာလို့ဆိုပြည့်စည်ကြလမ်းကြောင်းတွေရမ်းများရယ်မွေးဆေးရှိရယ်လောင်းကားရှိတယ်အဲ့ပောက်ကြရရှိတယ်ကိုကိုအဆင်မပြေရကြရယ်ဩအဆင်ပြေပါမလားဆိုပြီးတော့ online game တွေဆော့တာတို့အဲ့လိုမွေးစေးရှောက်ပြီးတော့တကယ်ချင်းနေနဲ့လုံးမရဆိုရင်ဟိုကတန့်သွားပြီပေါ့နော်အပေါ်ဆက်မတက်တဲ့ပြင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟိုဒုက္ခရောက်မှာပေါ့အတိတဲမှာလဲဒီလို online game တို့အဲ့လိုလောင်းကစားတို့လုပ်ရင်းနဲ့တိုင်ပတ်သွားတဲ့လူကများတယ်အဲ့တော့ဒီကကြီးမှာဟိုးရန်အမြင့်ကြီးတွေကိုလိုင်းမကြည့်ပါနဲ့ကိုယ့်ကိုယ်မပြတ်စီအောင်နေနိုင်အောင်တော်တော်အောင်မြင်နေပြီလို့ကျွန်တော်ပြောချင်ပါသေးတယ်။ကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်လောက်တည်းကဒီနိုင်တဲ့လောက်ဆိုရအဖွဲ့လေးကိုစတယ်။အဲစတာကကိုဝင်ဆောင်နေ only ပေါ့နော်။ ကွင်းဆောင်တွေကိုကျွန်တော်တို့အဓိကကူညီရဲ line ball အနေနဲ့ကူညီရဲကျွန်တော်စစ်ဆေးတယ်ကျွန်တော်တို့အဖွဲ့လေးနဲ့စစ်တယ်စစ်တာအဲ့ဒါလွန်ခဲ့တဲ့၄နှစ်ကနေစတာဒီနေ့ဆိုရင်ကျွန်တော်တို့1980ဆိုအယောက်2000လောက်ပြည့်တော့မယ်ဗျာကျွန်တော်တရားကို2သိန်းလုံးနဲ့လူပေးခဲ့ပါတော့အဲ့တော့ကျွန်တော်တို့ဒီ၄နှစ်အတွင်းမှာတော့ကလေးပေါင်းအယောက်2000နီးပါးကိုကျွန်တော်တို့ကူညီပေးနိုင်ခဲ့တော့မွေးပေးမွေးပေးနိုင်ခဲ့ပါတော့ဟုတ်ကဲ့ဗျာမြန်မာစတာပါစား